မင်္ဂလာပါရှင်ယခုဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့ဆရာသင်္ခါရေးသားသောလူဝင်စားဆိုတာယုံသလားရှိသလားဆိုတဲ့အကြောင်းလေးကိုဖော်ပြပေးတော့မှာဖြစ်ပါတယ်ရှင်ဒီအကြောင်းအရာလေးကိုမပြောပြခင်မှာယခုလိုဘူးတုဒ္ဒရဝေယအကြောင်းအရာလေးများကိုပုံမှန်တင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ငြိမ်းချမ်းရေးစရာ YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးတော့ကြပါအောင်ရှင် ဒုတိယကဘာစစ်ကြီးပြီးစားကကျွန်ုပ်တို့မိသားစုကြိုက်ခမီးရဲ့လေဖရာတို့ရောက်ခဲ့ကြ၍အိမ်အံတောင်ကြားစရက်တွေတဲခိုကြပါသည် ထိုစဉ်ဖိတ်မျိုးပလောက်ရွာမှာဖျားဘူးလာကြတော့ဒေါ်ကြီးနှစ်ယောက်နဲ့ဆက်နှစ်နှစ်ရွယ်သမီးကလေးနှစ်ယောက်တို့သည်လည်းထိုစရက်မှာလာရောက်တဲခိုကြပါသည်ဖျားဘူးချင်းဖြစ်ရာက အတော်ခင်မင်သွားကြပြီလေသူတို့ကပြောပြ၍တည်ရသောလူဝင်စားအကြောင်းကိုရေးသားပါမည်အလုံးအမှန်ကြီးဖြစ်ကနာမည်များကိုမူယခုအသက်ထင်ရှားရှိနေသည့်သူများအားငဲ့၍ပြောင်းလဲထားပါသည်ထိုစဉ်က25ရက်8လ1952ခုနှစ်ထုတ်ဟန်တာဝီသတင်းစာတွင်ထိုအကြောင်းများအကျယ်တဝဲပါရှိခဲ့ပါသည်ယခု ခု၁၂နှစ်ရွယ်မိန်းကလေးနှစ်ယောက်မှာလွန်ခဲ့သောဘဝဟောင်းကဖိတ်မြို့ဆက်တဲ့သေးတူဤတမိကလေးများဖြစ်ကြသည်ထိုစဉ်ကလည်းညမရဲများဖြစ်ကကွယ်လွန်စဉ်ကအသက်၂၀ကျော်အပြူရွယ်ကလေးများဖြစ်ကြသည်ဖခင်ဆက်တဲ့သေးမှာပလောက်ရွာတွင်ဆက်ရှိသည်ထိုဆက်ကိုဦးလေးတော်သူတယောက်ကအုတ်ချုပ်လုပ်ကင်လျက်ရှိသည် ကွယ်လွန်ကြရသည့်အကြောင်းမှာလဲထိုဦးလေးတော်သူသည်ထိုနေ့ကပလောက်ရွာဆာဆက်တွင်အလှူကြီးတစ်ခုကိုအကြီးကြီးကျယ်ကျယ်လှူဒန်းပြုလုပ်ခဲ့သည်ထိုအလှူသို့အထက်ပါညီမနှစ်ယောက်နှင့်မိသားစုများသည်ဆက်လေနှင်သွားကြသည်ကန်ဆိုးကြပုံကပလောက်ရွာဆာဆက်အနီးသို့ရောက်လူနည်းတွင်ညီမဖြစ်သူမှာဆက်လေပေါ်မှချော်ကြ၍ရုတ်တရက်ကျသွားရာညီမကိုလိုက်၍ဆွဲရင်အမဖြစ်သူပါညီမနဲ့အတူ ရေထဲကျကညီမနှစ်ယောက်လုံးရေနှင့်တေဆုံးသွားကြသည်ဟုဆို၏ထိုအကြောင်းကိုသူတို့ကိုယ်တိုင်ကလူဝင်စားဖြစ်ကြသည့်အခါအလုံး ံပြန်ပြောပြ၍တည်ကြရခြင်းဖြစ်သည် သူတို့ညီမရဲ့အတုဝချဆောင်နေတင်းကြီးတွေလည်းအတုဝလာလူများမှာတနာကိယူနာတက်လွန်၍အလုံးမျက်ရည်မစင်နိုင် ဖြစ်ကြရသည်ဆို၏ထိုအကြောင်းကိုရင်းညမနှစ်ယောက်ကအနည်းရှိတင်းငုတ်တို့ကလေးတစ်ခုပေါ်တွင်ထိုင်၍ကြည်နေကြရင်မှသူတို့လည်းမျက်ရည်တစ်ဖက်ပြန်ကြ၍ငိုကြယိုကြရသည်ဟုဆို၏ထိုစဉ်အတုဝလာသူမိန်းမတစ်ယောက်ကသူတို့အကြောင်းဝင်ပူးပြောပြရမှာထိုမိန်းမမှာမူးမေလဲသွားကြောင်းထိုရင်းညတွင်လည်းထိုမိန်းမအိမ်နေစဉ်ရင်းညမနှစ်ယောက်သည်သူ့အနားသို့ရောက်လာကသူတို့အိမ်တွင်နေပြ စေဟုတနားစပွဲငိုယိုပြောကြရင်းလန့်လို့သွားခဲ့သည်ထို့နောက်မကြမီ ထိုဘိမ့်မှတွင်ပြိတ္တရေကိုဝန်ရှိလာကရင်းညီမကလေးနှစ်ယောက်ကိုပင်အမွာဘူးမွေးဖွားခဲ့လေသည်ထို့အမွာမွေးညီမသည်လေးနှစ်ရွယ်သို့ရောက်လာသည့်အခါသူတို့အကြောင်းကိုထပ်မံပြောပြကာသူတို့တွင် ဘိတ်မြို့နာရဲ့အဖေရဲ့မင်းများရှိကြောင်းထိုသူတို့မှာစက်ပိုင်များဖြစ်ကြကြောင်းနဲ့မိဘများထံလိုက်ပို့ရန်အကြောင်းအမြဲပင်ငိုယိုပူဇာကြသည်ဟုဆို၏သူစံတွေကထိုကလေးများမှာယခုဘုရားမိခင်ရင်ဖခင်ရင်များအားအဖေအမေဦးမခေါ်ဘဲဦးကြီးအကြီးစသဖြင့်သာနာမည်ကိုခေါ်ကြသည်ယင်းတို့သူတို့ပူဇာလို့၍သူတို့ပြောပြသည့်လိပ်စာတိုင်းလိုက်ပို့မည်ဆဲဆဲပင်ယခင်ဘုရားကသူတို့၏မိခင်ဖခင်ဆက်သည်မိဘများကလည်းသတင်းကြသဖြင့်လိုက်လာကြသည်တွင်ယွာ၌ပင်စုံရလေသည် ဤရင်ဘဝဟောင်းဘဝတဲ့မှာတာမိတဲ့တွေမှာတယောက်နဲ့တယောက်ဖတ်၍ပြောဆိုငိုကြွေးကြသည်မှာမြင်တွေ့ရသူများအလုံးယဉ်ထုမနာဖြစ်ကမျက်ရည်မစဲနိုင်ကြပေထို့နောက်အလုံးဗိမ့်မျိုးတို့လိုက်သွားကြရာရခင်ဘဝဟောင်းကနေထိုင်ခဲ့သောမြို့မှအင်ကြီးတို့ ရခိုင်ဘဝဟောင်းကနေထိုင်ခဲ့သောမြို့မှအိမ်ကြီးသူကိုရောက်ကြသည်တွင်လည်းလေးနေရွယ်ညီမနှစ်ယောက်စလုံးငိုရိုကရခိုင်မိမိတို့နေထိုင်ခဲ့သောအခန်းနေရာများ၊သွားလာလှုပ်ရှားကစားခဲ့သောနေရာများမိမိတို့ဥစ္စာပစ္စည်းများတပ်ပုံကားများကိုတခုမကျန်လိုက်လံရှာဖွေကြကပြောဆိုပြသကြသည်။ဟောဒီနေရာမှာတမိတက်တာထားတယ်။အခုဘယောက်သွားသလဲ။ဟောဒီနေရာမှာတမိအိတ်တဲ့အနေနဲ့ကရင်ထားတယ်။ ခုဘဲရွှေ့ပစ်လိုက်ပြီလေဟိုရီနေရာမှာတမီးတို့စုပြီးရိုက်ထားတဲ့တပ်ပုံချိန်ထားတာကိုဘဲရောက်သွားတယ်လေစသဖြင့်ခေစီတွင်ကြတီတီပပရှာဖွေပြောပြကြရာတွင်လေရခေဘွားကမိဘရင်းများနဲ့ယခုဘွားမိဘများပါအားလုံးယဉ်ထုမနာဖြစ်ကြကမြင့်ရကြကြရပြန်သည်ဗိမျိုးတွင်ရက်အတော်ကြာနေထိုင်ပြီးနောက်ယခုဘွားမိဘများကလည်း၎င်းတို့ရွာနဲ့၎င်းတို့အင်ကေဟာအလုတ်ကိုင်များကိုပြစ်ထား၍မရကြသဖြင့်ပြန်ကန်ဤခွဲခွာကြရာကနေငိုယူကြပြန်သည်ရှေးဘွားဟောင်းကမိဘများကလည်း၎င်းတို့ ို့နဲ့အတူတူချမ်းချမ်းသာသာနေထိုင်စီလိုကယခုမြို့ကအိမ်ကြီးတွေပင် ထားခဲ့ရန်ပြောဆိုတောင်းကြလေသည်ထို့သောယခုဘုရားမိဘများကလည်းစိတ်ပင်ဆင်းရဲကြတော့လဲဤလိုမထားရဲမပေးရနိုင်ကြပြီ နောက်ဆုံးဟိုအိမ်မှာခဏဒီအိမ်မှာခဏဟိုရရင်တလားဒီမြို့ရင်တလားစသဖြင့်စိတ်ပင်လက်ပြောင်ငူတလဲရေတကားနေထိုင်လာခဲ့ရမှာတမိကလေးများလည်း၄နှစ်၅နှစ်၆နှစ်ခုနှစ်နှစ်မှ၈နှစ်နီးပါးချိန်သို့ရောက်လာကြလေသည် ။သမီးကလေးများဆယ်နှစ်သို့ရောက်လျင်ဆိုင်းရပိုင်ရမွေများကိုခွဲဝေပေးမိဟုဘဝဟောင်းကမိဘများကစီစဉ်၍ထားကြစေပဲဒုတိယကဘာစီကြီးဖြစ်လာသည်။ဂျပန်များဝင်လာသည်။တိုင်ဝီကြီးလည်းကစင်ကလေးအဖြစ်လူတွေတကွဲတပြားဖြစ်ကုန်သည်။ဘဝဟောင်းမှမိဘများ၏ဆက်ကြီးနှင့်အိမ်ကြီးတို့လည်းမိလောင်ပျက်စီးကုန်ကမြို့မှတော်တောမှတပန်အရက်ဒေသအသီးသီးတို့ပြောင်းရွှေ့နေထိုင်ကြရင်မှသားသမီးမိဘများအသီးသီးကွဲကွာကြကုန်သည်။ စစ်ပြီးသွားသည့်အခါစစ်တရေမိဘများအားလုံးတေကျေပြည့်စည်ကုန်ပြီကြောင်းသိရလေသည်။ဤတွင်ကဘာမီးလောင်သလိုတွေ့ဆုံကြုံခွဲဖြစ်မြဲဓမ္မရာတရားအရာငိုကြရိုကြကတောကပရိဒေဝဒုက္ခမိအထွေထွေကိုကြုံတွေ့ခဲ့ကြရာမှနောက်ဆုံးအချိန်တွင်ယခုကျွန်ုပ်တို့နှင့်ဤကြိုက်ခမီးရေးလေဖျားတွင်စုံကြရခြင်းဖြစ်လေသည်။ဤကြိုက်ခမီးဖျားရှိဇရက်တစ်ခုတည်းတွင်နေ့စဉ်တွေ့ဆုံနေထိုင်ခင်မင်ခဲ့ကြရာမှဆက်နှစ်နှစ်သမီးရွယ်ကလေးနှစ်ယောက်နှင့်အတူ မိခင်အတော်ကြီးနှစ်ယောက်ပါတစ်နေ့တွင်မနီးမဝေးဇရက်ရှိဖို န်းတော်ကြီးကျောင်းတို့စွန့်အလူကိုတွားရီလှူဒန်းခဲ့ကြသည်ဂျင်းတို့လှူဒန်းပြီးနောက်သူတို့က ရှေးဥစွာဇရက်တို့ပြန်နေကြသည်ကျွန်တို့တို့ကနောက်ချန်နေရခဲ့ရမှာဖုန်းတော်ကြီးကအထက်ပါအကြောင်းများကိုသူတို့တိတ်တိတ်ရှောက်ထားမေးမြန်းမိခဲ့သည် လောကမှာဒီလိုလူဝင်စားဆိုတဲ့ဘဝကုပြောင်းတဲ့အဖြစ်အပျက်မျိုးရှိပါသလားဖေ။ရှောက်ထားမင်းမြန်းချင်းကိုဖုံးတော်ကြီးကဟာတကကြီးဒါတွေကအထူးတွေးစရာမေးစရာတောင်လိုပဲမထင်ပါဘူးဗျာ။ကျုပ်တို့ဘာသာတရားမှာအတိတ်ပစ္စုပန်တန်တရားဆိုတဲ့အတိတ်ဘဝအတိတ်ကံဆိုတာရှိပြီးသားမဟုတ်လားဗျာဟုဖုံးတော်ကြီးကမတင်မကြစကားဖြင့်ပြန်၍မိန့်ကြားပြောဆိုတော်မူလေသည်။ လူခဲ့သောနှစ်ပေါင်း40ကျော်ခန့်ကတွေ့ဆုံခဲ့သောဆယ်နှစ်နှစ်ရွယ်သမီးကလေးမခင်လေးနဲ့မခင်ထွေးတို့နေအောင်ကြမ်းမာချမ်းသာကြပါစေဒီဗီဒီယိုလေးကိုစုံထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ကျမတို့ရဲ့ငြိမ်းစရာ YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးသွားကြပါဦးရှင်နောက်ဗီဒီယိုလေးတွေမှာလည်းပြန်လည်ဆုံတွေ့ပါရစေရှင်